ရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ပိုင်ရက်ကျေးရွာကကလေးငယ်တွေကိုစာသင်ပေးနေတဲ့နေရာကိုတော်လှန်ရေးသမားတွေကလက်နက်ကြီးနဲ့ပစ်ခတ်လို့နိုင်ငံဝန်ထမ်းဆရာမနဲ့ကျောင်းသားကျောင်းသူတို့ထိခိုက်သိမ်းဆုံးခဲ့တယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။မြ ாரி နျူးစ်နဲ့စစ်ကောင်စီထိန်းချုပ်မြ ாரி ရုပ်သံ channel တွေကနေဇွန်လ17ရက်နေ့ကနေဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးစစ်စစ်ကြည့်တဲ့အခါမှာ ကော့ပိတ်မြို့နယ်ပိုင်ရက်ကျေးရွာရှိယာယီစာတင်ကျောင်းဇွန်လ9ရက်နေ့ကစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံဆရာတဦးနဲ့ကျောင်းသူကျောင်းသားတွေထိခိုက်သိဆုံးခဲ့တယ်လို့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒီလိုဘုံကျဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးဘုံကျဲခံရတဲ့နေရာကိုရိုက်ကူးထားတဲ့ရုံတာဖိုင်တွေလည်းဖော်ပြထားတာတွေ့ရှိရပြီးဒေသခံတွေက စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးအတွေ့အကြုံကိုလည်းပြောဆိုထားတာတွေ့ရှိရပါတယ်။စာတင်ကြောင်းတွေမကြာခဏလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခံရတာကြောင့်အခုစာတင်နဲ့မှာကြေးရွာကစာတင်ကြောင်းမှာစာမတင်ကြတော့ဘဲကိုထူကိုထနေမှာတင်ကြပေးနေရင်ဘုံကျဲခံရတာပါ။ ဘုံကြရောက်ပောက်ကွဲတဲ့နေအိမ်ဟာကိုထူကိုထအကြောင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားတာမရှိပဲတည်င်းအတီကျနဲ့ရည်ရွယ်ချက်ရှိရှိစစ်တပ်ကဘုံကျဲခဲ့တာလို့ဒေသခံတဦးကအခုလိုပြောပြပါတယ်။ကျောင်းကတင်တော့အဲ့ဒါလင်းရင်ကိုကြောက်တယ်ဆိုပြီးတော့အဲ့ဒီအိမ်ကိုပြောလိုက်တာပေါ့နော်။ဒီကောင်ကဟိုအစားတော်ကဆိုလို့ရှိရင်တော့သူ့ပုံမှန်တိုင်းအပေါ်ကနေဝဲဝဲပြီးတော့သွားတာပေါ့။အခုကအဲ့လိုမဟုတ်တော့ဘဲနဲ့သူပြည်သူလူထုရဲ့တည်င်းပေးမှုတွေများလာတဲ့ခါကျတော့ဒီကောင်ဆရာတပြည့်ဝင်ကြီးဆော်တဲ့ပုံမျိုးပေါ့။ ဒါအပြင်ယာယီစာတင်ကြောင်းဟာနေအိမ်တစ်ခုအတွင်းမှာ ဖွင့်ထားတာဖြစ်ပြီးစစ်ကောင်စီကစာတင်ကြောင်းတွေကိုဘုံကျဲတိုက်ခိုက်လေးရှိတာမို့လို့နေအိမ်အတွင်းမှာပဲစာတင်ကြောင်းဖြစ်ပြောင်းရွှေ့တင်ကြားနေတဲ့နေရာကိုလေရင်နဲ့ဘုံကျဲသွားတာမို့တေဆုံရသူတွေထဲမှာကလေးတွေပါပါဝင်ပြီး20ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေရဲ့အတည်ပြုချက်တွေနဲ့အတူသတင်းတွေမှာဖော်ပြထားပါတယ်။ဒါကြောင့်ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ပိုင်ရဲကြေးရွာကခလင်းငယ်တွေကိုစာတင်ပေးနေတဲ့နေရာကို တော်လှန်ရေးသမားတွေကလက်နက်ကြီးနဲ့ပစ်ခတ်လို့နိုင်ငံဝန်ထမ်းဆရာမနဲ့ចောင်းသားចောင်းသူတချို့ထိခိုက်သိဆုံးခဲ့တယ်ဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။ online user တွေအနေနဲ့ပြက်နှက်မှုတွေများတိုင်းသတင်းတွေကြညာချက်တွေတွေ့တိုင်းတထိတ်ချယုံကြည်လိုက်တာမျိုးမဟုတ်ဘဲနဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေနဲ့ဒေသခံတွေရဲ့ပြောဆိုချက်တွေနဲ့ကန့်ညီမှုရှိမရှိစစ်ဆေးပြီးမှယုံကြည်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။